ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်မြန်မာကုန်သတင်းဌာနအောက်မှုကျော်ဖြစ်ပါတယ်လက်ရှိအချိန်မှာကျွန်တော်ခီးထွက်နေရပေါ့နော်ဒါကျွန်တော်ရောက်ရှိနေတာကတော့ကလောမြို့ဖြစ်ပါတယ်ဆိုတော့ကလောမြို့အပါအဝင်နေမြို့တော်တော်များများကိုလည်းကျွန်တော်ရောက်ရှိခဲ့ပါတယ်နေမြို့တွေမှာဒေသခံကြီးလက်နေပြည်သူတွေနဲ့လည်းကျွန်တော်တွေ့ဆုံခဲ့ပါတယ်ဒီလိုတွေ့ဆုံရမှာဒေသခံပြည်သူတွေရဲ့ရင်နှင်းစကားတွေတကယ်တွေ့ကြုံနေရတဲ့ခံစားချက်တွေကိုအရုပ်တံပြန်ရိုက်ခြင်းပေမဲ့လည်းတကယ်တမ်းကျတော့ဒီခေတ်ဒီကာလမှာရုပ်တံပြန်ရိုက်ဖို့ကြတော့အခက်အခဲရှိတယ်ပေါ့သူတို့အနေနဲ့ဒီကင်မရာကြောက်တဲ့ ပြဿနာရှိတယ်ပေါ့နော်အဲ့အတွက်တို့ရဲ့ဇကားတွေနားထောင်ခွင့်ရတာလေးကျွန်တော်အနေနဲ့ပြန်ပြီးတော့တုံသက်မျှဝေခြင်းပါတယ်အဲ့တော့လက်ရှိမှာပြည်သူလူထုခံစားနေရတဲ့အဓိကချက်၃ချက်ကိုပြောပါဆိုရင်နံပါတ်၁ကတော့တရားဥပဒေစိုးမိုးမှုနံပါတ်၂ကတော့စာဝတ်နေရေးလေးဒါစက်တဲနေမှုပေါ့နော်နံပါတ်၃ကတော့အဲဒီတခံပြည်သူတွေရဲ့အလုတ်ကန်လိုအပ်ချက်ပေါ့အလုတ်ကန်ခွင့်လန်းလိုအပ်ချက်ဒါတွေရှိပါတယ်ဆိုတော့မကြခင်မှာလဲယူကောက်ပွဲအကျင်းပါတော့မယ်ယူကောက်ပွဲအကျင်းပါတော့မှာဖြစ်တဲ့အတွက်ဟောကျွန်တော်အနေနဲ့ပြောချင်တာကတော့ယူကောက်ပွဲဆိုတာကဘယ်သူကလုတ်ပြီးတဲ့ယူကောက်ပွဲပဲဖြစ်ဖြစ် ယူကော့ဘွဲပဲဖြစ်တယ်เนาะယူကော့ဘွဲပဲဖြစ်တယ်ဒီယူကော့ဘွဲမှာအခုဝင်ရောက်ရှင်ပြိုင်မဲ့ပါတီတွေကဒါတန်နေသားကြီးပြည်နယ်တွေပါပြောမှဆိုရင်ပါတီ90ကျော်တယ်တနိုင်ငံလုံးတိုင်းနာနဲ့ဆိုရင်5ပါတီရှိတယ်ပေါ့အဲ့တော့တဦးတည်းပြိုင်တဲ့ယူကော့ဘွဲလည်းမဟုတ်ဘူးတပါတီတည်းပြိုင်တဲ့ယူကော့ဘွဲလည်းမဟုတ်ဘူးအဲ့တော့ပြည်သူလူထုအနေနဲ့ဒီယူကော့ဘွဲမှာပါဝင်တဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေဒီလူတွေကိုမဲပေးရွေးချယ်ပြီးတော့ကိုယ့်ရဲ့အနာဂတ်ပေါ့ကိုယ့်ဒေသရဲ့အနာဂတ်ဒါကိုဖန်တီးပုံဖော်မှာဖြစ်ပါတယ်ယူကော့ဘွဲနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်တွေမှာပြောနေတဲ့အတူရောယူကော့ဘွဲတို့တရားမှုယူကော့ဘွဲဒါတွေကတော့ ပြောနေကြမှာပဲဒါကလူမှုကွန်ရက်မှာပြောတာလေလိုက်မှာပြောတာဖြစ်ပါတယ်အဲ့တော့ယူကော့ဘွယ်ကဘာနဲ့တူလဲဆိုတော့နိုင်ငံတကာနိုင်ငံမှာဒီမိုကရေစီနိုင်ငံနိုင်ငံမှာဖြစ်မနေလိုအပ်တဲ့အရာကနံပါတ်1ဖွဲ့စည်းပုံအခြေခံဥပဒေနံပါတ်2ယူကော့ဘွယ်ပဲယူကော့ဘွယ်မရှိဘဲနဲ့ဘယ်လိုမှတရားမျှတတဲ့ဘယ်လိုမှဟိုလွတ်လပ်တဲ့နိုင်ငံမဖြစ်ဘူးပေါ့နော်အဲ့တော့ဒီယူကော့ဘွယ်ကျင်းပပြီဆိုတော့ကျွန်တော်ဗာမြင်လဲဆိုတော့ယူကော့ဘွယ်ဆိုတာကတော့ဒီမိုကရေစီနိုင်ငံကိုတောက်ဖို့အတွက်နံပါတ်1မဟုတ်ဘူးဖြစ်ပါတယ်ဆိုတော့မြန်မာနိုင်ငံမှာလက်ရှိအချိန်မှာအကြက်တဲတွေကြုံနေရတယ် ဒေတာတစ်ခုနဲ့ပြောရမယ်ဆိုရင်ရေစည်းတန်တဲ့ချောင်းတစ်ချောင်းလိုပဲเนาะကြက်တဲတွေကရေစည်းတန်တဲ့ချောင်းတစ်ချောင်းလိုပဲအဲ့ဒါကိုဖြတ်တန်းမှုအတွက်เนาะနံပါတ်1ဝင်ရမှာကယူကောက်ပွဲเนาะဒီယူကောက်ပွဲဆိုတော့မုတ်ဥကနေဖြတ်ပြီးလို့ရှိရင်အဲ့ဒီချောင်းကိုကြော်ဖို့အတွက်တရားဒစင်းထိုးရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီတရားဒစင်းကဘယ်လိုရှာကြမလဲတရားဒစင်းရအောင်ဘယ်လိုလုပ်ကြမလဲဆိုတော့ယူကောက်ပွဲကနေပြီးတော့ကိုရွေးချယ်လိုက်တဲ့အမတ်เนาะကိုရွေးချယ်လိုက်တဲ့လွတ်တော်ကိုယ်စားလေလောင်းကကိုရဲ့ဒေတာအတွက်เนาะကိုနိုင်ငံအတွက် တရားတစင်းတစ်ဖွဲ့ကိုယ့်ရဲ့အခက်ခဲအကျက်တွေကိုကျော်လွှားနိုင်မဲ့သူတွေကိုဒါမဖြစ်မနေပေါ့ first time voter ပဲဖြစ်ဖြစ်အရင်နှစ်ကပြီးခဲ့တဲ့သူပဲဖြစ်ဖြစ်ပေါ့နော်အဲဘယ်လိုပဲဖြစ်ဖြစ်ဒီရွေးကောက်ပွဲမှာလူတိုင်းလူတိုင်းမဖြစ်မနေမဲပြီးကိုပြီးတင်ပါတယ်ဘာကြောင့်လဲဆိုတော့အဲလူတိုင်းရဲ့အခွင့်အရေးဖြစ်ပါတယ်ကိုမရွေးချယ်လို့ရှင်လားချို့သောနိုင်ငံသမားတွေပြောနေတာရှိပါတယ်ကိုမရွေးချယ်လို့ရှင်ကိုကိုယ်တိုင်မရွေးချယ်လိုက်ရတဲ့ဆုံးရှုံးမှုကိုကိုပဲခံစားရမှာဖြစ်ပါတယ်ကိုအခွင့်အရေးကိုကိုဆုံးရှုံးတော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ ဒီရွေးကောက်ပွဲကိုကျွန်တော်တို့ကိုယ်တိုင်လည်းမဲပေးမယ်ကျွန်တော်တို့ကိုယ်တိုင်လည်းစောင့်ကြည့်နေတာဖြစ်ပါတယ်အဲရွေးကောက်ပွဲပြီးသွားရင်လာမယ့်အခြေအနေတွေမှာဒေသခံပြည်သူတွေရဲ့လူအချက်တွေကကျွန်တော်တို့ထင်နေတာတသစ်ချိုးပြောင်းလဲသွားမယ်ဘာပဲဖြစ်ဖြစ်ဟိုပြည်သူလူလူရဲ့လိုအပ်နေတဲ့เนาะလက်ဟာနေတဲ့အရာတွေအကုန်လုံးကိုဖြည့်ဆည်းသွားနိုင်မယ်နံပါတ်1အာကြီးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနံပါတ်2ပညာရေးကျန်းမာရေးဒီလိုအခြေအနေမျိုးတွေကိုရွေးကောက်ပွဲကနေတသင့်ဖြည့်ဆည်းသွားမှာဖြစ်ပါတယ်အဲကျွန်တော်တို့သွားခဲ့တဲ့ ဒီခီးစဉ်တွေမှာဒေသခံပြည်သူတွေရဲ့ဒီအခက်ခဲအကျက်တဲတွေကအဖြေကိုကျွန်တော်တို့နောက်ဆုံးပြန်ကြည့်တဲ့အချိန်မှာဒီယူကောက်ပွဲကမဖြစ်မနေလိုအပ်နေတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့မြင်တွေ့ခဲ့တာဖြစ်ပါတယ်မိဘပြည်သူတွေအနေနဲ့ဘယ်သူတွေရဲ့ဘယ်လူစကားပဲဖြစ်ဘယ်လူသီးလူစကားအောင်မှမယုံကြည်ပဲနဲ့ကိုပေးရမယ်မဲကိုကိုယ်ကိုယ်တိုင်သွားပြပါအဲ့တော့ယူကောက်ပွဲတော့ကျင်းပပါပြီမဲတော့ပြီးမယ်ဆိုပေမဲ့ မဲပြီးဖို့ဆိုရင်ပထမဆုံးမဲခြင်းပါဖို့လည်းလိုအပ်သေးတယ်တော့ကိုယ့်နာမည်မဲခြင်းမှာပါမပါဆိုတာလည်းတွားရောက်စစ်ဆေးကြဖို့လိုပါတယ်ကိုယ့်နာမည်မဲခြင်းမှာမပါဘူးဆိုလို့ရှိရင်သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးယုံတွေယာယီမှူးယုံတွေမှာတွားပြီးတော့ကျွန်တော်တို့ဒီမဲခြင်းထည့်သွင်းနိုင်ရေးအတွက်တွားရောက်ပြီးတော့ပြောလို့ရပါတယ်ပြီးတော့မှဒီမဲပြီးတဲ့လုပ်ငန်းစဉ်ဆက်ပြီးလုပ်အောင်မှာဖြစ်ပါတယ်မဲပြီးတဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရှိတဲ့မီဒီယာတွေတော်တော်များများနိုင်ငံမှာမီဒီယာတွေမှာလည်း အများအပြားပညာပေးအနေနဲ့ထုတ်လွှင့်နေတာရှိပါတယ်ဒါတွေကိုစနစ်တကျလေးလေ့လာပြီးတော့မှမဲပေးစီချင်ပါတယ်ကိုရွေးချယ်ရမယ့်ကိုယ်စားလှယ်လောင်းကိုမဲပေးပါကို့အနာဂတ်ကိုကို့အနေနဲ့ကိုဖန်တီးပုံဖော်ကြပါလို့ကျွန်တော်အနေနဲ့ပြောကြားချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KP WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39 480 398ကိုဒါတိုက်ရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KP WP ဖွင့်ပြီးတော့ ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နာမည်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ